တင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းနမဒီကနေ့စက်တင်ဘာလ30ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိဆက်မှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြောက်ရီမြို့မှာခရိုင်လောက်ဝကမှုကြော်တန်းကစမတ်ကက်လှုပ်လို့သူများချမ်းမတအူးကို ထိုင်းပတ်ငွေတပေါင်းမှတပေါင်းခွဲအထိတောင်းယူနေဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်မြောက်ရီမြို့မှာခရိုင်လောက်ဝကမှုကြော်တန်းက ဤသူတွေကိုစမတ်ကတ်လောက်ရန်အတွက်လူတအိုးကိုထိုင်းပန်းငွေ1000မှ1000ခွဲအထိတောင်းယူနေကြောင်းမြောက်ရီမြို့မှပြည်သူများကပြောကြားပါတယ်ဇူလိုင်လမှစတင်ပြီးခရိုင်လက်ဝက်ကမှုကြော်တန်းကမြောက်ရီမြို့နယ်အတွင်းနေထိုင်သူများမဟုတ်ဘဲအခြားတိုင်းနယ်ပြည်နယ်များမှလာရောက်သူတွေကိုခရီးတော်လာရမှစစ်ဆေးခံရတဲ့စမတ်ကတ်များပြုလုပ်လိုပါကငွေကြေးမြင့်မားစွာတောင်းယူနေကြောင်းခရိုင်လက်ဝက်ကမှုကြော်တန်းကရှမ်းပြည်နယ်မှတ်ပုံတင်ဖြစ်တဲ့73မြင်းဆောင်မှတ်ပုံတင်ဆိုရင် တဦးကိုစမကက်ပြုလုခထိုင်းဘက်ငွေ1000မှ1500ဘတ်တီ၎င်းအခြားတိုင်းနဲ့ပြည်နယ်မျိုးများကိုတော့တဦးကိုစမကက်ပြုလုခမြန်မာကျပ်ငွေအနည်းဆုံးကျပ်3သိန်းမှ10သိန်းတီ၎င်းတောင်းယူကလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။မတ်ပုံတင်ပေါ်မူတီဘီဈေးအမျိုးမျိုးအပြောင်းလဲရှိတယ်။73မြင်းဆောင်ဆိုရင်ဘတ်ငွေ1000ကနေထိုင်းဘတ်1500တီပေါက်ဈေးရှိတယ်။ခရိုင်မူးနဲ့ပေါင်းပြီးလှုပ်ရှားတာလှုပ်ရှားနေတာကကြာပြီ။ခံမင်းရသလောက်ဆိုရင်လွန်ခဲ့တဲ့၄လ၅လလောက်ကလေးကပါ။ ပြီးခဲ့တဲ့အပတ်ကတော့ပြည်နယ်မှုပြောလို့ခဏပိတ်လိုက်သေးတယ်ဒီအပတ်မှာပြန်ဖွင့်တာတရက်ကို10ရောက်ကနေအယောက်20လောက်အထိလောက်တဲ့လူရှိတယ်လို့မြောက်ရီမြို့မှဒေသသတင်းရင်းမြစ်ကပြောဆိုပါရယ်ပြည်တွင်းမှာခီးသွွာလာရမှ၎င်းပြည်ပထွက်ခွာကွင်းလက်မှတ်နိုင်ငံကူးလက်မှတ် passport ပြုလို့ရမှ၎င်းမှတ်ပုံတင်တစ်ခုတည်းနဲ့ပြည်စည်းခြင်းမရှိတော့ဘဲစမတ်ကပ်ပါပြုလို့နေရကြောင်းသိရှိရပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံ Kelcom လျှက်စစ်ပစ္စည်းဆက်ရုံမှာ မြန်မာအလုသမား1450ဦးကိုကြိုတင်အသိမပေးဘဲအလုဖြုတ်မှုအလုသမားများမကြည်နဲ့ထိုင်းအလုသမားဝန်ကြီးဌာနထံကိုတရားဝင်တိုင်ကြားမိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဖေဗူရီခရအတွင်းမှာရှိတဲ့ Kelcom လျှက်စစ်ပစ္စည်းဆက်ရုံမှာမြန်မာအလုသမား1450ဦးကိုကြိုတင်အသိမပေးဘဲအလုမှဖြုတ်ပစ်ခဲ့တဲ့အတွက်အလုသမားအခွင့်အရေးအရာထိုင်းအလုသမားဝန်ကြီးဌာနအထိတိုင်ကြားသွားမှာဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့မှ AAC ကိုရဲမင်းကပြောကြားပါဗျာ။ မြန်မာအလုသမားများမှာအဆိုပါကန်ကော့လျက်စစ်ပစ္စည်းစက်ရုံမှာအလုဝင်နိုင်ဖို့အတွက်အလုသမားတအုပ်ကိုအလုစမကဖြစ်ဒိုင်းပန်းငွေ1900တိပေးသွင်းခဲ့ရပြီဖြစ်ပြီးအလုဝင်လုပ်ပြီး3လကျော်အကြာမှာအလုမှဖြုတ်ပစ်ခြင်းဖြစ်ကြောင်းအဆိုပါစက်ရုံဟာစမကြီးဘတ်1900ယူ၍အလုသမားသစ်ခေါ်နိုင်ရန်အတွက်လက်ရှိရှိနေတဲ့မြန်မာအလုသမားထောင်ကျော်ကိုအလုဖြုတ်ပစ်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်လက်ရှိကတော့အလုသမားတွေကဒီအတိုင်းပဲစက်ရုံထဲမှာရှိနေတော့ပဲ။ အဓိကကအလုတ်ယုံဘက်ကတယောက်ကိုတတောင်းပဲပေးပြီးလက်မှတ်အတင်းထိုးခိုင်းပြီးအလုတ်ဖြုတ်နေတာအလုတ်ယုံဘက်ကဖိအားပေးနေတာကိုရဲမင်းတို့အဖွဲ့ကလည်းအလုတ်ယုံတဲ့ပေးမဝင်ဘူးစက်ယုံဘက်ကထိုင်းရဲတွေခေါ်ပြီးအလုတ်သမားတွေကိုစောင့်ကြည့်နေတာအဲ့ဒီစက်ယုံကလေးလမပြည့်ခင်လေးမှကက်ကက်ဖြုတ်တာရောကြီးမပြေးရအောင်ဥပဒေအရလေးလမပြည့်ပဲဖြုတ်ရင်ရောကြီးပေးစရာမလိုဘူးဆိုတော့ဒီစက်ယုံကအလုတ်ကောင်းတယ်လူဝင်ကျင်မန်းသိတော့ရှိတဲ့လူတွေကိုဖြုတ်ပြီး စမတ်ကြီးယူပြီးလူသစ်ပြန်ခန့်တာလောက်တာအခုလက်ရှိအလုပ်သမားတွေအနေနဲ့စမတ်ကြီးတွေအများကြီးပေးပြီးအခုလိုအလုပ်ဖြုတ်တာကြမကျေနပ်ဘူးလေဝင်တာမကြသေးတဲ့လူသစ်တွေတည်တံ့ဖြုတ်တာမြန်မာတွေကြီးပဲထိုင်းတွေမပဘူးစမတ်ကြီးယူလူသစ်သွင်းချင်တာနဲ့ပေါ်တင်ကြီးလူပေါင်းဝလှုပ်ရှားနေတာလို့ AC ကိုရဲမင်းကပြောပြပါတယ်အဲ့ဒီလိုမြန်မာအလုပ်သမား1450ဦးကိုလေးလာမပြည့်မီအလုပ်ဖြုတ်မှုဟာထိုင်းဥပဒေအရရော့ကြီးရရင်မရှိပေမဲ့ အလုသမားအခွင့်ရေးအရာဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းအဆိုပါစီတီယုံရဲ့ယုံခွဲဖြစ်တဲ့မဟာချိမယခင်ကလည်းအလုသမားတွေကိုထောင်းနဲ့ချီ၍မတရားဖြုတ်ခဲ့ပူပြီးဒုကဲ့သို့လှုပ်ဆောင်ပြီးမှသုံးကြိမ်ခန့်ရှိပြီဖြစ်ကြောင်းအဆိုပါလုံရဲ့များနဲ့ပါအလုသမားအခွင့်ရေးချိုးဖောက်မှုအတွက်အလုသမားဝန်ကြီးဌာနအထိတိုင်ကြားသွားမှာဖြစ်ကြောင်းအလုသမားအရေးကူညီပေးနေသူတွေကပြောဆိုပါတယ်လက်ရှိမှာအလုသမားတွေဟာစက်ရုံဘက်ကပေးတဲ့ပတ်တောင်းကိုလက်မခံဘဲအလုသာပေးရန်တောင်းဆိုထားကြောင်းသိရှိရပါတယ် စက်ယုံဘက်ကအလုံမရှိလို့ဖြုတ်တာလို့ပြောတယ်အလုံမရှိဘူးဆိုရင်အလုံသမားတွေကတလတန်းဒီစောင့်မဲ့အလုံရှိရင်သူတို့ပဲပြန်ခေါ်နောက်လူတစ်မသွင်းနဲ့ဆိုတာကြတော့လေသူတို့ကလက်မခံဘူးအပြီးဖြုတ်တာစမတ်ခလိုချင်လို့အဓိက ဖြုတ်တာလို့ AAC ကိုရဲမင်းကပြောကြပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့ချောင်းမရွာတိုက်ပွဲကထွက်ပြေးတဲ့စစ်သား၃ဦးဖမ်းမိပြီး၃ဦးသေဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ကဏီမြို့နယ်ချောင်းမရွာတိုက်ပွဲကနေစစ်ခွာထွက်ပြေးတဲ့စစ်တပ်စစ်ကြောင်းကို ဒေါ်လာရေးတက်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်တမ်းမှာ၃ဦးသေဆုံးပြီး၃ဦးဖမ်းမိထားတယ်လို့ရင်းမပင်မြို့နယ်ပကဖ ULF စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။စက်တင်ဘာလ30ရက်နေ့ညနေပိုင်းမှာ ULF စစ်ကြောင်းကထုတ်ပြန်အတည်ပြုထားတာဖြစ်ပါတယ်။ချောင်းမရွာမှာစက်တင်ဘာလ17ရက်ကတိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ပြီးစစ်တပ်စစ်ကြောင်းစုခွာထွက်ပြေးသွားခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းကိုတော်လန်ရေးတပ်တွေကလိုက်လံတိုက်ခိုက်တမ်းမှာစက်တင်ဘာလ12ရက်နေ့က2ဦးသေဆုံးခဲ့ပါတယ်။ တနန္နလနဲ့လက်နက်ခင်းရဲ့အချို့ကိုလည်းကာကွယ်တပ်ဖွဲ့တွေကသိမ်းယူနိုင်ခဲ့ပါတယ်။စက်တင်ဘာလ18ရက်နေ့မှာလည်းဒုတက်ချက်တဦးနဲ့စစ်မှုတပ်တင်နှင်းစင်အုပ်ကိုတနက်3လလက်နက်ခင်းရဲတွေနဲ့တူဖမ်းမိခဲ့ပါသေးတယ်။စက်တင်ဘာလ29ရက်နေ့မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကိုတနက်2လလက်နက်ခင်းရဲအချို့နဲ့အတူအသေးဖမ်းမိခဲ့တယ်လို့ ULF ကထုတ်ပြန်ထားပါတယ်။ဒါကြောင့်ထွက်ပြေးစစ်သားတွေက3ဦးကိုအရှင်း3ဦးကိုအသေးဖမ်းမိခဲ့တာပါ။6မရော်တိုက်ပွဲမှာ စစ်တပ်ဟာစစ်ကြောင်းပြက်ပြီးကစင်ကလျန်စုခွာထွက်ပြေးကြတဲ့အတွက်ထွက်ပြေးစစ်သားတွေကိုတနင်္လာစီမှာဖမ်းနေရတာလို့ PDF အချို့ကပြောပါတယ်စစ်တပ်စစ်ကြောင်းတွေဟာပြီးခဲ့တဲ့စက်တင်ဘာလဇန်မှာမုံရွာရာကြီးကလေးဝလမ်းတိုင်းကဏီမြို့နယ်တဲကိုဝင်ရောက်လာပြီးချောင်းမရော်အပါအဝင်ရော်အချို့မှနေရင်တွေကိုမိရှုခဲ့တာပါစက်တင်ဘာလ17ရက်နေ့ကတိုက်ပွဲမှာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားခဲ့တယ်လို့တော်လိုင်းရေးတပ်ဘက်မှလည်းရင်းမာပင်မြို့နယ်ပကပဒုတိယတာဝန်ခံ ULF စစ်ကြောင်းမှစစ်ကြောင်းမှုရဲဘော်နိုင်မင်းနဲ့ရဲဘော်အချို့ကြာဆုံးခဲ့ပါတယ်။ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်လို့စုခွာထွက်ပြေးသွားတဲ့နောက်ပိုင်းကဏီမြို့နယ်တဲကိုလေကြောင်းကနေပုံကျဲသလိုဒရုန်းနဲ့ပုံကျဲတာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလည်းလုပ်ခဲ့ပါတယ်။ယခုအခါမှာတော့စစ်တပ်ကကဏီမြို့နယ်နေချင်းဆက်နေတဲ့ရင်းမာပင်မြို့နယ်ဇက်မှာတက်ပြန်စုစည်းနေတယ်လို့သတင်းရရှိပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ဘန်ကောက်မှာလူငယ်တအူကိုကိုကိုမီတင်ရှိုးရီးစားနဲ့ပြဿနာတက်တာကြောင့်လို့ယူဆရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ကဘတ်စကာမှတ်တိုင်တစ်ခုမှာလူငယ်တအူကကိုကိုကိုမီတင်ရှိုးခဲ့တာကြောင့်လမ်းသွာလမ်းလာတွေအထိတ်တလန့်ဖြစ်ခဲ့ကြပါဗျ။စက်တင်ဘာလ30ရက်နေ့လယ်ပိုင်းလောက်က check to check ခရိုင်ရဲ့မြေယာဖွံ့ဖြိုးရေးယုံအရှိကကမ်းမတ်တိုင်မှာအဲ့ဒီကြောင်မတ်ဖွဲရကိစ္စမျိုးပေါ်ပေါက်ခဲ့တာပါ။လုံခြုံရေးကင်မရာမှတ်တမ်းတွေအရအသက်21နှစ်အရွယ်လူငယ်ဟာဘတ်စကားမှတ်တိုင်နောက်မှာရပ်နေခဲ့ပြီး ဒက်စီတွေပါတယ်လို့ယူဆရတဲ့ကြားကိုကင်ထားခဲ့တာတွေ့ရပါတယ်။အဲဒီနောက်သူကအဲ့ဒီကြားတွေကအရေးတွေကိုကိုပေါ်လောင်းချပြီးမိချစ်နဲ့မိရှုခဲ့တာဖြစ်ပါတယ်။သူဟာခန္ဓာကိုယ်မှာမိဆွေးလောင်နေလျက်နဲ့ရှောက်သွားနေခဲ့တာကြောင့်ဘက်စကန်စောင့်နေတဲ့တက္ကသိုလ်ကျောင်းသူကျောင်းသားတွေအထိတ်တလန့်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။နောက်တော့အဲ့ဒီအမျိုးသားဟာလမ်းပေါ်ပြေးထွက်သွားပြီးမှလဲချသွားခဲ့ပါတယ်။သွေးပြက်စရာမြင်ကွင်းဟာလမ်းသွန်းလမ်းလာရိတာမကပဲရင်မောင်းတွေကိုပါတုံလုတ်သွားစေပြီးမော်တော်ဆိုင်ကယ်စီးနှင်းလာသူတို့ဟာ စိုက်ကဲမော့ပြီးတန်ရာရသွားခဲ့ပါတယ်။အဲ့ဒီစိုက်ကဲသမားကိုရောကိုကိုကိုမီးရှို့သူကိုပါအနီးမှာရှိတဲ့ပေါ်လူစီယုံစီကိုအရေးပေါ်တင်ပို့ခဲ့ရပါတယ်။ကိုကိုကိုမီးရှို့ခဲ့တဲ့သူရဲ့နာမည်နဲ့ဘာကြောင့်ဒီလုပ်ရမျိုးလုပ်ခဲ့တာလဲဆိုတာကိုတော့မသိရှိရသေးပါဘူး။သူဟာဒီလိုကိစ္စကြီးမဖြစ်ခင်မှာတယောက်ယောက်နဲ့ဒေါသတကြီးဖုံးပြနေခဲ့တယ်လို့မျက်မြင်တူကဆိုပါတယ်။လူငယ်ရဲ့မိခင်ကလည်းတားဖြစ်သူဟာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းရီးစားနဲ့အဆင်မပြေဘူးလို့ပြောပါတယ်။ လောလောဆယ်သူ့ရဲ့တန်ရာအခြေအနေကိုတော့တိတိကျကျမသိရှိရသေးပါဘူးခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပန်းတောင်တက်နယ်အတွင်းမှာရှိတဲ့ကာကင်စခန်းနှစ်ခုကို AA နဲ့ပူးပေါင်းတက်သိမ်းပိုင်စစ်ကော်မရှင်ကတန်ချက်ကရင်များနဲ့ပါအင်အားဖြည့်ဆူတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းအနောက်ချမ်းပန်းတောင်တက်နယ်စင်လန်ကြေးရွာအနီးမှာရှိတဲ့ကာကင်စခန်းကုန်းနှစ်ခုကို AA နဲ့တော်လရင်ပူးပေါင်းတက်ဖွဲ့ကသိမ်းပိုက်လိုက်ကြောင်းသိရှိရပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့ကစင်လန်စခန်းကုန်းရဲ့ကာကင်စခန်းအချို့ကို အေအေပူပေါင်းတပ်ဖွဲ့ကတင်ပိုက်လိုက်ပြီးနောက်စစ်ကော်မရှင်ကညောင်ချီတော့ပတ်ဝန်းကျင်ကိုပါအင်အားဖြည့်တင်းမှုများပြုလုပ်လာခြင်းဖြစ်ပါတယ်။ညောင်ချီတော့ကစကန်းတွေကိုကာကွယ်လိုရင်းအပြင်ရွေးကောက်ပွဲလုပ်မယ်လို့ပြောထားတဲ့တောင်ကုတ်ကိုပါနေမီစုမှုမှုရယူလိုတဲ့အတွက်တောင်ကုတ်တောင်ကြားလမ်းကိုပါအင်အားဖြည့်တင်းကျင်နေတာလို့စီရီတရင်ရှိမြစ်က AR time ကိုပြောပါတယ်။လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ညောင်ချိုးဒေသကိုလည်းအင်အားအပြည့်ပါတဲ့စစ်ရင်တန်း၃စီးနဲ့အင်အားထပ်မံဖြည့်တင်းထားပြီး ညောင်ခြေထောက်တံတားကိုဖျက်တမ်းအသုံးပြုခွင့်ကန့်သက်ထားကြောင်းသိရှိရပါတယ်။ဒေသခံအချို့ကလည်းရွှေပြောင်းခိုင်းထားပြီးမိုင်းတိုင်29အနီးလွှန့်စင်တောင်မှာတွဲကားများနဲ့တင်ဆောင်လာတဲ့တန်ချက်ကတိုက်ခတ်ရေးရင်၃စီးပါရောက်ရှိနေကြောင်းသိရှိရပါတယ်။နေမီစိုးမမှုရယူကအင်အားဖြင့်တင်ထားတဲ့မိုင်းတိုင်29ဟာအုံရှစ်ပင်လမ်းစုံနဲ့၃မိုင်မြတာကွာဝေးပြီးဆုံးရှုံးခဲ့ရတဲ့တောင်ကုတ်တောင်ကြားလမ်းရဲ့ညောင်ကျိုးစကန်ကြီးကိုစစ်ကော်မရှင်ကပြန်လည်ရယူရန်ကြိုးပမ်းနေခြင်းဖြစ်ပါရယ်ခင်ဗျာ။ အဲ့ဒီနော်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဝိညာဉ်လျှောက်သွားနေလားဆိုတဲ့ post တစ်ခုကိုဥခင်မောင်စိုးမအခုလို၎င်းရဲ့လူမှုကွန်ရက်ပေါ်ကနေရေးတင်လာပါတယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဝိညာဉ်လျှောက်သွားနေလားညကအိမ်မက်တစ်ခုမှတ်တယ်ကျွန်တော်ညသာစားနေတော့မှအမဒေါ်အောင်ဆန်းစုကြည်ရောက်လာတယ်ကျွန်တော်ကထိုင်းနေတာ အမကမတ်တရက်လျက်ကျွန်တော်စားနေတာကအသားဟင်းတစ်ခွက်နဲ့ဟင်းသီးဟင်းရွက်တို့စရာတွေကျွန်တော်ကပြောတယ်အမထိုင်းလေညသာစားမလား အမကမထိုင်ပဲပြောတယ်အမဟင်းသီးဟင်းရွက်ကြိုက်တယ်တဲ့ကျွန်တော်ကထိုင်နေရကကမန်းကရန်ထားလိုက်တယ်ဆလက်ရွက်နဲ့မုံညင်းစိမ့်တွေကိုရေးဆေးလိုက်တယ်အဲ့ဒီအချိန်မှာ အမကမရှိတော့ဘူးအပြင်ကိုထွက်သွားပြီကျွန်တော်သူ့နောက်ကိုပြေးလိုက်သွားတယ်အမထမင်းမစားတော့ဘူးလားအခုဘယ်သွားမှာလဲအဲ့ဒီအချိန်မှာအမဒေါ်ဆန်းစုကြည်ကကျွန်တော်ရက်နေတဲ့နေရာထက်မြင့်တဲ့မြက်ခင်းပြင်တစ်ခုပေါ်မှာအချိန်ကညဘက်သို့မဟုတ်ညနေခင်းဆိုတော့လမ်းမိတိုင်းအလင်းဝါဖြတ်ဖြတ် နီးချင်းချင်းအောက်မှာအမကကျွန်တော်ကိုတစ်ချက်လှမ်းကြည့်တယ်။အမတယောက်တည်းသွားမလို့လားအပေါ်လည်းမပါဘဲနဲ့ဘယ်သွားမှလဲ။အမကကျွန်တော်ကိုလှည့်မကြည့်တော့ဘူး။သူသွားမဲ့ရှေ့ကိုပဲကြည့်ရင်ပြောတယ်။ကိစ္စမရှိဘူး။လူတွေရဲ့အခြေအနေကို အမကြည့်လိုက်အောင်မယ်။အဲ့ဒီလိုပြောရင် အမကနီးညွတ်ရောင်မလင်းတလင်းညအမောင်အောက်မှာမြက်ခင်းပေါ်လမ်းလျှောက်ရင်းသွားနေတယ်။ကြည့်နေရင်မှပဲသူသွားနေတာကနင်းနင်းမြန်းလာတယ်။ခဏလေးနဲ့ကျွန်တော်မျက်စိအောက်ကပျောက်သွားရောကျွန်တော်ကစွန့်အာပြီးကြံရစ်တယ်။ နားကိုရောက်လာတဲ့လူငယ်တချို့ကိုကျွန်တော်ကအော်ပြောလိုက်တယ်။အမနောက်ကိုလိုက်သွားကြပါဦး။သူတယောက်တည်းကွာ။လူငယ်တယောက်ကအမဘယ်ဘက်သွားလဲဆိုပြီးကျွန်တော်ညွှန်ပြတဲ့ဘက်ကိုပြေးထွက်သွားတယ်။အဲ့ဒီလူငယ်ကအမခေါ်သလား၊အန်တီခေါ်သလား၊အမေခေါ်သလားကျွန်တော်တေချာစဉ်းစားလို့မရတော့ဘူး။ကျွန်တော်လန့်နိုးလာတယ်။ဥကောင်းနဲ့တကောလုံးချွေးတွေပြန်းလို့နာယီကိုကြည့်တယ်။မနက်၄နာရီကျွန်တော်ခေါင်းထဲမှာဆွဲကြံရစ်တာကလူတွေရဲ့အခြေအနေကိုအမလိုက်ကြည့်အောင်မယ်။ အမနေကောင်းရလားဆိုပြီးရေးသားထားတာပဲဖြစ်ပါရယ်ခင်ဗျာဟုတ်ကဲ့ပါအခုလို့စောတိနားဆင်ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူပဲတင်ရှိပါရယ်နောက်ထပ်ပြည်ရင်ပြပါသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာပါပါစေခင်ဗျာ